မင်္ဂလာပါမစ္စတာဘူကီပါဒီညဒီဇင်ဘာရဲ့အဖွင့်ကာလအင်္ဂလန်ပရီးမီယာလိ၃ပွဲနဲ့စပိန်လာလီဂါ၃ပွဲရှိပါတယ်ကျွန်တော်ဒီ၃ပွဲမှာကျွန်တော်အကြိုက်ယူချက်သွားမှာဖြစ်ပါတယ်ဒီမှာဒီနေ့တော့မောင်းမရွေးတော့ပါဘူးဒီနေ့ကမောင်းရွေးဖို့ကလည်းခက်ပါတယ် ီဇင်ဘာအဖွင့်အဖွင့်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့စပြီးတော့ဘူကီတွေရဲ့ပါဝင် ပတ်သက်မှုတွေရှိလာနိုင်တဲ့ပွဲစဉ်ပွဲစဉ်တွေပေါ့ဗျာနော်အဲ့တော့တတိထားပြီးတော့ဆော့ဖို့တတိပေးကြပါတယ်အစောဆုံးကျွန်တော်တို့ဖူဟန်နဲ့မန်စီးတီးပွဲကနေစတင်ပါမယ်ဒီပွဲစဉ်မှာ ဒီပွဲစဉ်ကဒီညမှာပြောစရာနည်းနည်းရှိရှိဝေးဝေးပြောစရာပွဲစဉ်တစ်ခု ဖြစ်နေတယ်ပေါ့နော်ကျန်တဲ့ပွဲတွေကတော့ကျွန်တော်ကအတူချုံနဲ့ပဲရွေးပြသွားမှာဖြစ်ပါတယ်နော်ဆိုဒီပွဲမှာဖူဟန်ကဖူဟန်ကိုမန်စီးတီးကတလုံး90နိုင်ဘော်ဒီစီကိုပေါင်းစီ3လုံး30နိုင်ပြေးထားပါတယ်အမှတ်တမဲ့ကြည့်လိုက်ရင်မန်စီးတီး ဈေးကွက်ပျော်ပြောင်းတဲ့အနေအထားမှာရှိနေတယ်။ဒါကအရင်နှစ်တွေကမန်စီးတီးရဲ့ဒီယာဒီဒီဖူဟန်နဲ့ဖူဟန်ကွင်းမှာပေးနေကြဈေးကွက်တွေနဲ့ရှင်ကြည့်ရင်လည်းအများကြီးယော့နေပါတယ်။ဆိုတော့တလုံးတည်ပေးတာတို့ဖူဟန်ကွင်းဆိုရင်မန်စီးတီးကတလုံးဆယ်ပြားနိုင်ပေးတာတို့နောက်ဆုံး ဟိုနှလုံးဟိုနှလုံး80နိုင်နေပါတယ်တော့ပြီးခဲ့တာဆိုတော့ Man City ခေကောင်းစဉ်ချိန်ကဒါပေမဲ့ဒီလောက်တလုံး90ဇီးတန်းကတော့ Fulham ကွင်းမှာ Man City ဒီပေးလိပေးထားမရှိဘူးဆိုတော့ဒါက Man City ရဲ့ဇီးကွက်ပြုတ်ပြောင်းနေဆိုပြီးမြင်စရာရှိတယ်ပေါ့အဲ့တော့ body ကိုပေါင်းကိုဒီပွဲမှာချိတ်ဆက်ပြီးတော့ပြောစရာတိတ်မရှိဘူးဘာလို့လဲဆိုတော့ကိုပေါင်းကသူ့အနေနဲ့သူဟိုအလဲမှာအလဲကိုရောက်နေတဲ့ဈေးခွက်တစ်ခုဖြစ်နေတယ်သုံးလုံး30ဆိုတော့ဘာလို့လဲဆိုတော့ဒီနှစ်သိန်းကဖူဟန်ကအင်ကွင်းခံစစ်မာတယ်ဗျာမန်စီးတီးကလည်းအဝေးကွင်းဂိုးကဒီရတီအဲ့လောက်မရထားဘူးအဲ့တော့ ဒီနှစ်တင်းတွေးဆမှုမှာကိုပေါင်းစီ3လုံး30ဆိုတာကအပေါ်အောက်ကိုမျှနေတဲ့အနေအထားမှာ ရှိနေတယ်ကြိုက်တာယူပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ကကိုပေါင်းစီကွက်ကိုဘေးဖယ်ပြီးတော့ body ကိုပဲကျွန်တော်တို့ကစဉ်းစားရမှာအဲ့တော့ body ကိုစဉ်းစားတဲ့အခါမှာကျွန်တော်တို့ကအမှတ်ပေးစရာကိုမေ့ထားလို့မရဘူးပေါ့နော်အမှတ်ပေးစရာမှာ Man City နဲ့လက်ရှိ Man City က ပရီးမီးယားလိအဆင့်အမှတ်ပေးစရာအဆင့်နှစ်မှာရှိတယ်အဆင့်တက်ကအာဆင်နယ်နဲ့၅မှတ်กว่าတယ်ဆိုတော့ပွဲတူပြီးတော့၅မှတ်กว่าတယ်အနေထားမှာအာဆင်နယ်သည်မတက်ဖြန်ညမှာဘရန်ဖို့ကိုအိမ်ကွင်းမှာကမ်းမယ်ဆိုတော့အာဆင်နယ်အနေနဲ့ဘရန်ဖို့ကိုတော့အနိုင်ကမ်းမယ်လို့တင်နေဗျာကြီးအောင်တာကြတာပဲကြည့်ရမယ်လို့ကျွန်တော်တို့မြင်တယ်ဘာလို့လဲဆိုတော့အာဆင်နယ်က နောက်ဆုံးပရီးမီးယားလိ3ပွဲမှာ2ပွဲတည်ကြထားတယ်ဆိုတော့ရမှတ်၄မှတ်ဆုံးရှုံးထားတယ်ပေါ့နော်ဆန်ဒါလန်ကိုအဝေးကွင်းတူးတူးကန်တယ်ပြီးတော့အင်ကွင်းမှာစပါးကိုပြန်နိုင်ပြီးတော့ချက်စီကိုအဝေးကွင်းဝမ်းဝမ်းကန်တယ်ဆိုတော့အာဆင်နယ်ကနောက်ဆုံးပရီးမီးယားလိ3ပွဲမှာ2ပွဲတည်ကြပြီး2ပွဲပဲနိုင်ထားတယ်ဆိုတော့အာဆင်နယ် ဒီညမနေ့ဖြန်ညတော့ Brandford ကိုအနိုင်ကံမဲသူစီကြီးအောင်တာမအောင်တာကတော့မနေ့ဖြန်ညမှာသိရမှာပေါ့နော်အဲ့ဒါကတော့မနေ့ဖြန်ညအပိုင်းဖြစ်သွားပြီဒါပေမဲ့အမှတ်ပေးစရာအနေထားရစီးကွက်အနေထားအရဆိုအဲ sorry အမှတ်ပေးစရာအနေထားရပြီးတော့ form ပေါ့နော်နောက်ဆုံး Premier League 3ပွဲမှာနှစ်ပွဲတည်ကြပြီးတော့ရမှတ်၄မှတ်ဆုံးရှုံးထားတဲ့ အာဆင်နယ်အနေနဲ့မနေ့ဖြန်တော့ Brentford ကိုအနိုင်ကမ်းမယ်လို့ကျွန်တော်တို့ထင်တယ်။ Okay ဟုတ်ပြီအဲ့ဒါဆိုရင်မနေ့ဖြန်မှာအာဆင်နယ်က Brentford ကိုအနိုင်ကမ်းခဲ့ရင်အာဆင်နယ်က33မှတ်ဖြစ်သွားမယ်။ဒီညမန်စီးတီးက Fulham ကို မနိုင်ဘူးဆိုရင်26မှတ်33မှတ်နဲ့26မှတ်ဆို9မှတ်กว่าပါမယ်။9မှတ်กว่าပါမယ်။ တော့ Man City အဲ့လိုတော့ကျွန်တော်တို့အဖြစ်မခံဘူးလို့ထင်တယ်အဲ့တော့ Man City ရဲ့တလုံး90နာရီကိုကျွန်တော်တို့ပြန်ပြီးတော့ break down ပြန်ချကြည့်လိုက်ရင် Man City က DRD မှာအဝေးကွင်းတော်တော်ညံ့နေအသင်းကြီးအထက်မှာအဝေးကွင်းတော်တော်ညံ့နေအသင်းဖြစ်နေတာကိုတွေ့ရတယ်ဆိုတော့ Man City ဒီ DRD အဝေးကွင်း England Premier League မှာအလုံးပေါင်း6ပွဲကန်ထားတယ်အဲ့ဒီမှာ3ပွဲရှုံးတယ် နှစ်ပွဲနိုင်ပြီးတော့တပွဲတည်ကြထားတယ်ဆိုမန်စီးတီးရတရားဒီအင်္ဂလန်ပရီးမီးယားလိအဝေးကွင်း6ပွဲမှာ twin goal 8 goal ပဲရတယ်အဲ့8 goal မှာယာဒီအဖွင့် wolf ကို04နဲ့9နဲ့တပွဲပဲ၄ goal ရတာ04နဲ့9နဲ့၄ goal ရတယ်အဲ့နောက်ပိုင်းပွဲတွေမှာ မန်စီးတီးဒီအဝေးခွင့်တကောတကိုးထက်ပိုမရခဲ့ဘူးနောက်ဆုံးဂိုးမရပဲနဲ့ရှုံးတဲ့ပွဲတော်ရှိတယ်အက်စတွန်ဗီလာ1-0နဲ့ရှုံးတဲ့ပွဲဆိုတော့အင်္ဂလန်ပရီးမီးယားလိထိပ်ပိုင်းအသင်းတွေထဲမှာမန်စီးတီးကအဝေးခွင့်နယူကာဆယ်ပြီးရင်အဝေးခွင့်ကြီး6ကြီးထဲမှာနယူကာဆယ်တို့ဒီဘောစပါရူပြင်းတော့ဝေကွင်းအញ្ញံဆုံးအနေထားမျိုးမှာ ရှိနေတယ်တိုက်စစ်လည်းကိုမရသလိုမျိုးရလက်အားဖြစ်လည်းမကောင်းဘူးဒါကြောင့်မလို့ တစ်ဖက်ကဖူဟန်ကိုပြန်ကြည့်တဲ့အချိန်မှာဖူဟန်ကဖူဟန်ဆိုတာကအတိတဲ့အတိုင်းပဲဗျာပရီးမီးယားလိရဲ့ဂီတာဖေးပဲဗျာဒီလားပရီးမီးယားလိရဲ့အိုဆာဆူနာပဲအင်ကွင်းအင်ကွင်းမှာပဲကျဲတဲ့အသင်အင်ကွင်းအရန်ကောင်းတဲ့အသင်အင်ကွင်းရောက်ဆော့တက်တယ်မရှိရှိတဲ့လူနဲ့ဆော့တက်တယ်ပြီးတော့ခန်းစစ်ချစ်လက်တယ်သူ့ရဲ့မဟိုနီးပြကိုယ်တိုင်အဲ့ဒီပုံစံကိုရိုက်သွင်းထားတာမာကိုဆေးဗာ ဆိုတော့ဖူဟန်ကဒီရာဒီအင်္ဂလန်ပရီးမီးယားလိအိမ်ကွင်းမှာအလုံးမောင်းပွဲတော်တော်များများမှာအနိုင်ကန်ထားတဲ့အနေအထားမျိုးမှာရှိနေတယ်။ဒါကြောင့်မလို့မန်စီးတီးအနေနဲ့ဖူဟန်ကိုမန်စီးတီးအနေနဲ့ဖူဟန်ကိုတလုံးကအဝေးကွင်းတလုံး90ဆိုတာပြောရမယ်ဆိုရင် ကျွန်တော်ကတော့အဲ့လောက်ကြီး Man City ဈေးကွက်ချိုမျှနေတဲ့ပုံစံမျိုးလို့မမြင်ဘူးအဲ့တော့ conclusion အဆုံးသတ်ရမယ်ဆိုရင်ခုနပြောတဲ့အမှတ်ပေးစရာအနေထားအရာရောပြီးတော့ဈေးကွက်အရာလည်းအဲ့လောက်ကြီးဟိုကမဖြစ်တဲ့အနေထားမှာဒီညမှာ full hand ကိုထိုးသားလဲတက်လာလိမ့်မယ်ဆိုတော့ထိုးသား full hand ကိုကြိုက်နေတဲ့ fighter လဲ အများစုရှိနေတယ်ဆိုတော့သိတာတယ်ပေါ့နော်ဒီစီးကွက်အရောဖူဟန်ရဲ့အိမ်ကွင်းပြီးလက်ရှိဖူဟန်ဖောင်ကောင်းနေတာရောဆိုဒါပေမဲ့ဒီပွဲမှာတော့ကျွန်တော်ကအခက်ဖြစ်တဲ့စီးကွက်အရလည်းခတ်တယ်ခြေစွမ်းမှာလည်းနိုင်ဖို့ခတ်တဲ့ဖူဟန်ကိုအနိုင်ကံမယ်လို့ကျွန်တော်ကယူဆတဲ့အတွက်ကြောင့်မို့ခြေအခက်ဈေးအခက်မှာကျွန်တော်ကမန်စီးတီးဘော်ဒီကိုပဲယူချလိုက်ပါတယ်ကိုပေါင်းစီးကွက်မှာ ကျွန်တော်ကကိုပေါင်းအပေါ်ပဲရွေးပါတယ်မန်စီးတီးဇုံပေါ်ကိုပြန်မျောလို့ရတဲ့ပွဲလို့ကျွန်တော်တော့မြင်တယ်မန်စီးတီးဘော်ဒီနဲ့ကိုပေါ်ပါနောက်တစ်ပွဲကတော့ Everton နဲ့ဘုံမောက်ပါဘုံမောက်နဲ့ Everton ပေါ့နော်ဒီပွဲမှာဘုံမောက်ကနေ level 90ပေးထားတယ်ကိုပေါင်းစီနှလုံး90ရှုံးပေးထားတယ်ဆိုတော့ဘုံမောက်ကဒီပွဲမှာပြန်လာမလားဆိုတာမျိုးကျွန်တော်တို့ကမျောနေတဲ့အချိန်မှာပဲ ဘုံမောင်ရဲ့ဈေးခွက်ကပြန်မလာနိုင်တဲ့အနေအထားမျိုးမဟုတ်ဘူးနောက်တစ်ချက်ကဘုံမောင်လီဘွဲစတိုက်ကြီးရှုံးထားတယ်နောက်တစ်ချက်ကအပေါ်မှာဒီပြန်ကြည့်လိုက်လို့ဒီနှစ်သိန်း H2H အနေအထားမှာဘုံမောင်ကနောက်ဆုံး၅ဘွဲစတိုက် Everton ကိုနိုင်ထားတယ်ဗျအဲ့တော့ ဲ့ဒီ shoot down ကတစ်ချက်ထဲကနေကြည့်ရဘုံမောက်က6ပွဲစက်တိုက်6ပွဲစက်တိုက်ကြီး Everton ကိုနိုင်မှာလားနော်ပြီးတော့နောက်ဘုံမောက်အနေနဲ့ဒီဘုံမောက်အနေနဲ့ Everton ကိုနိုင်မယ်ဆိုရင် level 90လောက်နဲ့နိုင်ပါမလားပေါ့နော် အမှတ်ပြကြအထက်နဲ့အောက်အသင်းဖြစ်နေတော့ဆိုတော့ကျွန်တော်ကဒီပွဲမှာအောက်ဆုံးကြိုက်တယ် Everton body ကြိုက်တယ်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်နော် Newcastle နဲ့ Tottenham Newcastle ကတလုံး80ပေးတယ်ဂိုးပေါင်းစီ3လုံးအားစင်နဲ့ပေါက်ဖွင့်တယ်ဗောနော်တော့ဒီပွဲမှာနျူကာဆယ်ကိုထိုးသား ပုံလာမဲ့ပွဲလို့ကျွန်တော်တို့မြင်တယ်။ပေါ့နော်ဒီပွဲနျူကာဆယ်ကိုထိုးသားပုံလာမဲ့ပွဲလို့ကျွန်တော်တို့မြင်တယ်။ဒီပွဲမှာအကယ်၍စပါးကရှုံးသွားခဲ့ရင်စပါးနီးပြကထွက်သွားမှာကျင်းဒီပေါ့ကျင်းဒီပေါ့ထွက်သွားမှာဆိုပထမဒီနှစ်သင်းကလွန်ခဲ့တဲ့ဟိုဟာ နှစ်ပတ်လောက်တုန်းကမှလိဂ်ကပ်မှာကန်ခဲ့သေးတယ်အင်္ဂလန်လိဂ်ကပ်မှာအဲ့မှာစပါက2-0နဲ့အဲနျူကာဆယ်ကစပါကို2-0နဲ့နိုင်ခဲ့တယ်ပေါ့နော်အင်ကွင်းမှာလက်ရှိမှာစပါရဲ့တက်ပြက်နေတဲ့အနေအထားကနျူကာဆယ်ကိုဘယ်လိုမှမရှင်းနိုင်ဘူးဒါတော့တည်ကြတယ်နျူကာဆယ်ကဟိုတနေ့အဝေးကွင်းမှာအေဗာတန်ကိုကန်သွားတဲ့ခြေစွမ်းကတော်တော်ကောင်းနေ음ไฮไลท์ကို ကွင်းတဝက်လောက်ကြီးထိတက်ပြီးတော့မသိရင်သူ့အိမ်ကွင်းကျနေတာပဲ Everton လှုပ်သွားတာဆိုတော့ဒီပွဲမှာကျွန်တော်တော့ဒီလက်ရှိ Newcastle ကိုညင်းညင်းစရာပေါ့နော်ဘာမှမရှိဘူးဖြစ်နေတယ်အဲ့တော့ အမှတ်ပေးစရာမှာလဲနျူကာဆယ်ကနျူကာဆယ်နဲ့တော်တင်ဟန်အထက်နဲ့အောက်ဖြစ်နေဗျာနျူကာဆယ်ကအဆင့်7နျူကာဆယ်အဆင့်73တော်တင်ဟန်အဆင့်7ပေါ့နော်ဆိုတော့နျူကာဆယ်အနေနဲ့အမှတ်ပေးစရာအပေါ်ကိုတက်ဖို့ဆိုရင်ဒီလိုပွဲမျိုးအနိုင်ကံမှရမှာဆိုတော့ဒါကတော့အတိတ်သားကြီးပဲဆိုတော့ဘလို့လောက်ကြမယ်ဒီပွဲရပေါ့နော်အေးဟိုမရွေးလို့လည်းမရဘူးရွေးကိုရွေးရတော့မှာအဲ့တော့အရှုံးခံပြီးတော့ပဲ ဟိုရွေးရဟို risk ယူပြီးတော့ပဲရွေးရတော့မှာပေါ့နော်အဲ့တော့ထိုးသားကတော့တေချာတယ်ဒီပွဲ Newcastle ကိုပြုံပြီးတက်မှာဒါပေမဲ့ Newcastle အနေနဲ့စပါ့ကိုတရေကြီးကံမမလားဘာလို့လဲဆိုတော့ तू ကအမှတ်ပေးစရာအပေါ်ပိုင်းရောက်နေပြဿနာမရှိဘူးပြ तू ကအမှတ်ပေးစရာအောက်ပိုင်းရောက်နေတယ်အဆင့်73ရောက်နေအမှန်တော့အဆင့်73ဆိုတာ Newcastle နေရမယ့်အနေရာမဟုတ်ဘူးဟိုဆန်ဒါလန်တို့လိုအသင်းမျိုး Chris စန်ဒါလန်တို့လိုအသင်းမျိုးတွေမှာအပေါ်မှာအဆင့်6တွေပါပြီဖြစ်နေတဲ့အနေအထားမှာနျူကာဆယ်ကအဆင့်73ဆိုတာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကဒီပွဲမှာတော့နောက်ပြီးတော့အရင်တော့လည်းကျွန်တော်ပြောဦးပါတယ်နျူကာဆယ်ကအထာမရှိဘူးအထာမထားဘူးအထာမထားဘူးဆိုတာက ပရီးမီးယားလိမှာတချို့အသင်းတွေကအထာထားတယ်ဥပမာဘရိုက်တန်လိုအသင်းမျိုးအနိုင်သေးကြနေပြီထူးကြီးဆွတ်တက်လာပြီဆိုရင်လုတ်ပလိုက်တာမျိုးပေါ့နော်အဲ့ဒါအထာထားတာပေါ့နော် ဆိုလိုချင်တာဘာညာဗျာဘူကီနဲ့သူနဲ့ကြားထဲမှာအထာထားတယ်။ဟိုညူကဆက်ကြအဲ့လိုမဟုတ်ဘူးအထာမထားဘူးဗျာ။ तू ကအိမ်ကွင်းမှာပဲ तू ကအနိုင်ကမ်းရတဲ့အတင်ဒါတော့မှဒီဒီပြီးခဲ့တဲ့ Everton ဒါ Premier League ရဲ့အဝေးကွင်းပထမဆုံးနိုင်ပွဲပေါ့နော်။ तू အနေနဲ့အဲ့တော့ तू ကပြီးတော့ तू ကကျွန်တော်မြင်တော့ तू အနောက်မှာ तू ကအရန် तू ပိုင်ရှင်ပတ်စံ ဂူးမဆိုင်တဲ့ပိုင်ရှင်မျိုးဆိုတော့ပတ်စံဂူးမဆိုင်တဲ့ပိုင်ရှင်မျိုးဆိုတော့ဘူကီပါသူတက်ဂူးမဆိုင်ဘူး ਨੇ တူပါတယ်သူအောင်ခြင်းတစ်ဖက်တည်းဟိုဘလောက်ထူးကြီးပြုံပြုံသူအောင်ခြင်းအောင်ကန်ပလိုက်တာပဲဆိုတော့ကျွန်တော်တို့ဒီဘွဲမှာနျူကာဆယ်ပဲကြိုက်တယ်အဆင့်73နျူကာဆယ်ဒါနျူကာဆယ်နေရမယ့်နေရာမဟုတ်ဘူးဆိုတော့ newcastle ပဲ10လောက်နဲ့နိုင်သွားမလားပေါ့နော်ဒါမှမဟုတ်21လောက်နိုင်သွားမလား အဲ့တော့ထိုးသားကတော့ပြုံနေလိမ့်မယ်ညူကာဆယ်ဘက်မှာဒါပေမဲ့ကျွန်တော်တို့ကညူကာဆယ်ကိုဒီညမှာညင်းပယ်စရာအကြောင်းအချက်ကဘာမှမရှိဘူးလာအဲ့တော့ဟိုဟိုဘူကီနီယိုဘူကီယိုအထာထားမဲ့ထာထားတဲ့အသင်းမျိုးလဲမဟုတ်တာကအသင်းအမျိုးအစားမျိုးမဟုတ်တာလဲတပိုင်းပေါ့နော်ဟိုဒီညမှာ brighton တို့တခြားအသင်းမျိုးဆိုရင်ပေါ့ ဟို Liverpool တို့လိုဟာမျိုးတွေဆိုရင်ဒါကျွန်တော်တို့ကနေထားလေးဟိုဖြစ်လို့ရဒါပေမဲ့ဒီဟာက Newcastle ဖြစ်နေတယ်ဆိုတော့ကျွန်တော်က Newcastle ရွေးရင်ကလွယ်လို့ဘာမှမရှိဘူးပေါ့နော်အဲ့တော့ Newcastle ပေါ်ဒီပေါ့ Okay အဲ့တော့နောက်တစ်ပွဲကတော့ Barcelona နဲ့ Atletico Madrid ပွဲပါ ဒီပွဲမှာဘာစီလိုနာတလုံး90နိုင်ဘော်ဒီစီတလုံး90နိုင်ကိုပေါင်းစီ3လုံး65ပြရှုံးဖြစ်သွားပြီဆိုတော့ဘာစီလိုနာမာဒီညမှာပက်ဒရီပြန်ပါလာမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကျွန်တော်တို့ဘာစီလိုနာတမားတွေကပက်ဒရီကိုပြန်မျောနေရပေါ့ကျွန်တော်တို့ဘာစီလိုနာတမားတော့မဟုတ်ပါဘူးဒါပေမဲ့ပက်ဒရီကိုကြိုက်တဲ့ ်လူထဲမှာကျွန်တော်လည်းပါတဲ့အတွက်ကြောင့်မလို့ဘက်ထရီအနေထားလေးပြန်ကြည့်တော့ဘက်ထရီပြန်ပါလာတယ်ပေါ့အဲ့တော့ကွင်းလယ်မှာဒီကြောင်နဲ့ဘက်ထရီနဲ့ရှိမယ်ဆိုရင်တော့ဘာစီလိုနာကွင်းလယ်ကတော့ငြိမ်သွားမှာပေါ့နော်အဲ့တော့ဟိုအရင်အရင်လိုမျိုးကြီးဟိုလိုဂိုးတွေဒလဟောသွင်းရတာမျိုးဒလဟောပေးရတာမျိုးတော့မရှိတော့တော့လို့ထင်တယ်ဘာစီလိုနာဆိုအမှန်တော့ဂိုးပြီးဂိုးယူအသင်းကိုဖြစ်နေတာဟုတ်အကွင်းလယ်မှာပက်ဒရီတို့ ဘောလုံးကင်ထားပက်ဒရီတို့ဒီကြောင်တို့ရဲ့ဘောလုံးကင်နိုင်မှုကြောင့်တခြားအသင်းတွေကဟိုနည်းနည်းတော့တိုင်ပတ်တာပေါ့ဗျာနော်အဲ့တော့ direct ဆန်တဲ့ body တွေ့ရဖို့အားနည်းတာပေါ့နော်အဲ့တော့ဒီပွဲမှာဘာစီလိုနာတလုံး90နိုင်ပောက်တယ်ကိုပေါင်းစီတလုံး80ရှုံးပောက်ပါတယ် strong ဒီပွဲမှာကျွန်တော် အီတီကိုဘော်ဒီကိုကြိုက်ပါတယ်ပြန်90တော့ရင်းရမယ်ဝမ်ဝမ်ဒါမို့ရင်တူဝမ်ပေါ့ဗျာနော်ဒါမဲ့အီတီကိုဘော်ဒီကြိုက်တယ်နောက်တစ်ချက်ကတော့ကျွန်တော်ဂိုးပေါင်းအောက်ကြိုက်ပါတယ်ဘာစီလိုနာဂိုးပေါ်နေအများနေပြီဆိုတော့ဂိုးပေါင်းအောက်ကိုပြန်မျောလို့ရနေပြီနော်အဲ့တော့ဒီပွဲမှာကျွန်တော်ကအီတီကိုဘော်ဒီနဲ့ဂိုးအောက်ကိုတွဲပြီးကြိုက်ပါတယ်ဒီညကျွန်တော်အကြိုက်၄ပွဲက ြန်ပြောရမယ်ဆိုရင်ဖူအန်နဲ့မန်စီးတီးနဲ့ပွဲမှာမန်စီးတီးဘော်ဒီနဲ့ကိုပေါင်းအပေါ်တွဲကြိုက်ပါတယ်ဘုံမောင်းနဲ့အေဗာတန်နဲ့ပွဲမှာတော့ကျွန်တော်အေဗာတန်ဘော်ဒီနဲ့ကိုပေါင်းအောက်ကြိုက်တယ်နျူကာဆယ်နဲ့တော်တင်ဟမ်ပွဲမှာကိုပေါင်းကျွန်တော်မယွေဘူးဘော်ဒီမှာတော့နျူကာဆယ်တပေါက်တစ်ချောင်းနဲ့ကြိုက်ပါတယ်ပြီးရင်ဒီဘာစီလိုနာနဲ့အေဒီကိုနဲ့ပွဲမှာတော့ကျွန်တော်ကိုပေါင်းအောက်နဲ့အေဒီကိုဘော်ဒီကိုတွဲပြီးကြိုက်ပါတယ် တော့ဒီညကျွန်တော်ရဲ့ကျွတ်ကျွတ်ရွေးချယ်မှုကဒီလောက်ပါပဲ Telegram တစ်ကွက် Telegram မှာကျွန်တော်ဒီည VIP နှစ်ကွက်ထွက်မယ် Telegram တစ်ကွက်ထွက်ပါမယ်အဲ့တော့ Telegram လက်ဆောင် tip Telegram တင်ဆော်ပွဲအတွက် ကျွန်တော် Telegram ကျွန်တော် Telegram join ထားဖို့ဖိတ်ခေါ်ပါတယ် Telegram ကတော့ဟိုတင်တဲ့နေ့တိုင်းလက်တလုံးပေါ့နော်တင်တဲ့နေ့တိုင်းနိုင်နေပေါ့နော်အရှုံးမရှိပါဘူး တောက်လျှောက်နိုင်တယ်အဲ့တော့ဒီကျွန်တော် Telegram ကဒီ video အောက် comments တွေမှာကျွန်တော် link ချပေးထားပါတယ်အဲ့ရနေစင် Telegram join ထားပါကျွန်တော်အားလုံးပဲ Telegram မှာပြန်ဆုံပါမယ်မနေ့ပြန် YouTube တင်ပါဦးမယ်အားလုံးပဲ good luck ပါ